မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်အတွင်းမှာရှိတဲ့စစ်တပ်နဲ့ပြူစောတီစခန်းများအပါအဝင်စစ်စခန်း၃ခုကိုဒပြိုင်နက်ထဲတိုက်ခတ်ခဲ့ရာစစ်ကောင်စီဘက်က၂၄ဦးသေဆုံးသွားပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၂၈ရက်နေ့မနက်၆နာရီခွဲအချိန်မှာရွှေဘုံမြို့နယ်ဟင်းသာကြီးပြူစောတီစခန်းနဲ့စစ်တပ်စခန်းကုန်းတို့ကိုရွှေဘုံမြို့နယ်ပကပဦးဆောင်တဲ့တော်လိုင်းတပ်များက ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဟင်းသာကြီးပြူစောတိစခန်းနဲ့စစ်တပ်စခန်းကုန်းတို့ကိုကြပြိုင်နက်ထဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ဘိုးနက်တောင်စစ်တပ်အထိုင်ချစခန်းကိုတော့ ဒရုန်းများနဲ့အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစခန်း၃ခုမှာပြူစောတိနဲ့စစ်သားအင်အားအယောက်80ကျော်ရှိတယ်လို့သိရပါဗါးအခုလိုမျိုးတိုက်ခိုက်ရမှာဟင်းသာကြီးပြူစောတိကျေးရွာမှာရှိတဲ့စစ်စခန်းရဲ့ဘန်းကား၅ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးဒါပေမဲ့အနီးနားမှာရှိတဲ့စစ်တပ်စခန်းကုန်းကိုဆက်လက်သိမ်းယူနေတဲ့အချိန်ရွှေဘုံမြို့နယ်ကြောင်မြောင်ခမရဆက်နေတဲ့ရွှေဘုံခလိုက်ရ42တို့ကဟာဝေစာ105မမ120မမတို့နဲ့ အကြိမ်ကြိမ်ပြစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကစစ်ကူအင်အားအများအပြားထပ်မံရောက်ရှိလာတဲ့အတွက်တော်လိုင်းရဲတပ်များပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်က18ဦးသေဆုံးသွားပြီးတော့နောက်ဆက်တွဲအရာခံဘုံတအုပ်အပါအဝင်9ဦးထပ်မံသေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲပေါ်ဆောင်နေတဲ့အချိန်မှာပြူစော်တီကြီးရွာက၃၈ဦးကိုဖမ်းဆီးရမိခဲ့တော့လေကလေးတငယ်နဲ့အမျိုးသမီးတက်ကြီးရွယ်ဦးတွေဖြစ်ချင်းစစ်ရေးအခြေအနေတင်းမာလာမှုနဲ့နေမြေအနေအထားတို့အရဘေးလွတ်ရာကိုပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ စစ်စင်ရေးတိုက်ပွဲမှာစစ်ကောင်စီရဲ့ကာဘိုင်နှစ်လက်ကိုလုံးတစ်လက်ဂျီသူရီတစ်လက်ကိုလုံးဂျီ66တောင်းဂျီသူရီဂျီ635တောင်းနဲ့ဂျီပေါက်၄ခုကိုတင်းစီရမိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်တွေဘက်ကတော့ပကဖရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။၎င်းစစ်စင်ရေးကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့တိုင်းနယ်နှစ်၄၅ပကဖတိုက်ခိုက်ရေးအဖွဲ့ပူးပေါင်းအဖွဲ့အဖြစ်နဲ့ရွှေဘုံခရိုင်ပကဖတိုက်ခိုက်ရေးအဖွဲ့ရေးဦးမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ ်ဒီဘေးရဲ့မြို့နယ်ပတ်ကပါ group 3အဖွဲ့တို့ကပါဝင်ပြီးတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်ရွှေဘုံမြို့နယ်ပတ်ကပါ PDO ရွှေဘုံ Federal Tech Drone အဖွဲ့ဘူတလင်မြို့နယ်ပတ်ကပါ drone တပ်ဖွဲ့နဲ့တိုင်းနယ်ငါးပတ်ကပါ drone တပ်ဖွဲ့တို့ကလည်းစစ်တပ်ရဲ့နေရာ၃ခုကိုပူးပေါင်းပြီးတော့တိုက်ပွဲဖော်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ဘကိုးတန်းဖြူးမြို့နယ် အုတ်ဖြတ်လန်းဝဲတောင်ရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရောစစ်တပ်ဘက်က10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ29ရက်နေ့မနေ့နှစ်နာရီခွဲအချိန်ကစတင်ပြီးတော့ဝဲတောင်ရွာမှာရှိတဲ့စစ်တပ်ကင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့9နာရီခွဲအချိန်မှာအဲ့ဒီစစ်တပ်ကင်းစခန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့စခန်းကိုမီးတင်ရှို့ပြီးရှင်းလင်းလိုက်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်က10ဦးသေဆုံးပြီးတော့အလောင်း၅လောင်းကိုရရှိခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီစစ်တပ်စခန်းနေရာက စစ်ကောင်စီကဂိတ်စခန်းပွင့်ပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာပါအဲ့ဒါကြောင့်တိုက်ခိုက်တာစခန်းကိုတိမ့်ပတ်ပြီးတော့ရှင်းလင်းရေးလုပ်ပြီးပြန်လည်ဆုတ်ခွာခဲ့ပါတယ်ရန်သူအလောင်း၁၀လောင်းမှာငါးလောင်းကတော့မျက်မြင်ရရှိခဲ့တယ်လို့ပြည်သူကာကွယ်တပ်မတော်ရှေးတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဖြူးမြုံနယ်ဝဲတောင်ရွာစစ်တပ်ကင်းစခန်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်တိမ့်ပတ်ပြီးတဲ့နောက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခြင်းနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ရာ ဝဲကြီးရွာနဲ့ဝဲတောင်ရွာကပြည်သူ၄ဦးတိုက်ဆုံခဲ့ပြီးတော့ပြည်သူအများပြားဟာလည်းဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး၎င်းစစ်စင်ရေးကိုပြည်သူကာကွယ်တပ်မတော်ဘူဟာ၂၄အေယဝတီစစ်ကြောင်းဟင်းဒရာခရိုင်အမတ်နယ်တိုက်ရင်ဖြူမုံနယ်ပကဖနဲ့ရန်ကုန်တိုင်းပကဖအပါအဝင်တော်လိုင်းမဟာမိတ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတန်းမင်းလာမြို့နယ်မှာဒုတိယဗိုလ်မှူးကြီးများအပါအဝင်စစ်ကောင်စီရဲ့အရာရှိကြီး၄ဦးတိုက်ပွဲမှာတေဆုံးပြီးတဲ့နောက်စစ်ကောင်စီကတပ်မ66တပ်များကိုနယ်မြေရှင်းလင်းရေးဆေလွတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ညနေ4နာရီအချိန်ကမှမင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်စေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခတ်ခဲ့ရာအဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် အုပ်ဖုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမှုဖြုံးမင်းဦးတာယာဝတိခိုင်ဒုတိယရဲမှုကြီးစိုးခိုင်မင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမှုရန်နိုင်အောင်အပါဝင်စစ်တပ်ကအယောက်20ထက်မနည်းတေဆုံးသွားတယ်လို့သိရပါဗါးအခုလိုတေဆုံးပြီးတဲ့နောက်ဘုံမှုချုပ်ကျော်စိုးလင်းကို နေဒီရောစီယုံကမင်းလာမြို့နယ်ခလာရတစ်ကိုစေလွတ်အခြေပြုပြီးတော့စစ်ကြောင်းများနဲ့မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ဘကိုးယုံမှဆစ်ဆင်ရေးနဲ့နေမြေရှင်းလင်းရေးလှုပ်ခိုင်းနေတယ်လို့သိရပါဗျ။စစ်ကြောင်းတစ်ခုကိုစစ်အင်အား900နဲ့စစ်ကြောင်း3ခုကိုတမ66တမမှုဘုံမှုချုပ်ကြော်ဆိုးလင်းကစီမံကုတ်ကဲပြီးတော့စစ်ကြောင်းထိုးခိုင်းနေခြင်းဖြစ်တယ်လို့သိရပါဗျ။ PDF အခြေပြုရွာမှာဆိုရင်ဘာမှမချမ်းနဲ့အကုန်ရှင်းဆိုပြီးတော့ ဘိုးမူးချုပ်ကြော်စိုးလင်းကအမိန်ပေးတယ်။နောက်ပြီးတော့ရွာတွေကိုမီးတင်ရှို့တာတွေအပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊လေကြောင်းကတွေတိုက်ခိုက်တာတွေလည်းတောက်လျှောက်ရှိလိမ့်မယ်။မင်းလာကိုနည်းမြေရှင်းလင်းမှုစစ်ဆင်ရေးလုပ်နေတာလို့စစ်ဘက်ဆိုင်ရာသတင်းရင်းမြစ်ကပြောပြထားပါတယ်။လက်ရှိတပ်မ66တပ်မမူဟာဘိုးမူးချုပ်ကြော်စိုးလင်းဖြစ်ပြီးတော့စစ်တပ်ကတော့အပတ်စဉ်47စင်းဖြစ်တယ်လို့သိရပါတယ်။တပ်မ66တပ်မမူကတော့ကြော်စိုးလင်းပါပဲ။မင်းလာတာစုံတိုက်ပွဲမှာတလောကမက်ဆီကိုက်သွားတဲ့ဒုတိယဘိုးမူးကြီးတွေဘိုးမူးတွေကကပ္ပဆ76 ဗရောင်းတက်နယ်တဲကလေးဦးစလုံးမှာအဲ့ဒီလိုတော့တိထားရတယ်လို့စီဒီအမ်ဘူကြီးစင်ရောကရှင်းပြထားပါဗျ။မင်းလာမြို့နယ်မှာနယ်မြေရှင်းလင်းမှုမပြုတ်လုပ်နိုင်ပါက စေကောင်စီက၎င်းရဲ့ယာတို့ကနေအနာပေးတဲ့အထိအေးအေးယူမယ်လို့တမ66ကစေအရာရှိကြီးများကိုဖိအားပေးထားတယ်လို့သိရပါတယ်။ဒါကြောင့်တမ66တမမှုဘုံမှုချုပ်ကိုတိုင်စစ်စင်ရေးနယ်မြေအတွင်းမှာရှိတဲ့ခလာရတက်မှာအခြေပြုပြီးတော့စစ်ကြောများကိုစီမံခန့်ခွဲကုကဲနေတယ်လို့သိရပါတယ်။အခုနောက်ပိုင်းမှာစေကောင်စီရဲ့ထိပ်ပိုင်းကနယ်မြေတွေကိုပြန်ရဖို့တာဝန်ပေးတဲ့အခါမှာမစ်ရှင်ကြဆုံးရင်မင်းကိုယာတို့ဖြုတ်ပြမယ်ဆိုတာမျိုးတခါတဲ့ရာဇသက်မှာပေးထားတာ။ ။နေမြေတဲ့အထိပါဆင်းကားပြီးတော့စစ်စင်ရေးကိုကိုကဲခိုင်းတယ်။ဒါကနည်းနည်းပြောင်းလဲသွားတဲ့မဟာဗျူဟာလို့ပြောလို့ရပါတယ်လို့တက်တွင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မင်းလာအခြေဆိုင်တော်လိုက်ရေးသတင်းမြစ်ကလည်းစစ်ကောင်စီကမင်းလာမြို့နယ်အတွင်းကိုအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေရမှာကျေးရွာ၁၀ခုနေပါကိုလည်းမိရှုဖျက်ဆီးခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်းပြည်သူများကိုတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတယ်လို့ပြောဆိုထားပါတယ်။မင်းလာရဲ့စစ်ရေးအခြေအနေကအရန်ကိုတင်းမာနေပါတယ်။ပြည်သူတွေလည်းထောင်ထဲချီပြီးတော့စစ်ရှောင်နေရတယ်။အခြေအနေကအရန်ဆိုးတယ်လို့မင်းလာအခြေစား တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဇွန်လ16ရက်နေ့ကစတင်ပြီးတော့မင်းလာမျိုးနယ်အတွင်းကိုစစ်အင်အားတွေအလုံးရင်းနဲ့စစ်ကြောင်းထိုးလာနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစင်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းဘူးမှာနိုင်ရီကန်တာဝါတိုင်းစစ်တပ်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့မှာမကွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်တာဝါတိုင်းစခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတအုပ်ကိုမင်းဘူးမြို့နယ်တနေရာမှာဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီတပ်မှတာဝန်ထမ်းဆောင်လို့တဲ့စစ်သားများဟာမင်းမှုခံအမှတ်6တပ်ရင်းကိုဆက်သွယ်ပြီးတော့အလင်းဝင်လျက်ရှိတယ်လို့သိရပါဗါးအခုလိုမျိုးအလင်းဝင်လာတဲ့ဒူရီဟာစစ်တပ်ကအတရားဓမ္မပေါ်တာဆွဲစူးစောင်းထားတဲ့လူငယ်များကအများဆုံးဖြစ်တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့စစ်သားကစစ်ရာဇဝမှုကျူးလွန်ထားတာမရှိဘူးဆိုရင်တော့သူ့အနေနဲ့သူ့ပြန်ခြင်းနဲ့သူ့ရဲ့ဒေတာကိုပြန်ဖို့သူ့မိသားစုစီပြန်ဖို့ကျွန်တော်တို့ချိတ်ဆက်ပေးမှာပါ ူကတင်းတန်းဆင်းပြီးပြီးချင်းနိုင်ငံတာဝါတိုင်းစခန်းကိုရောက်လာတယ်လို့ပြောတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ထပ်ပြီးတော့အတီးပြုတ်နေပါတယ်အဲ့ဒါအတီးပြုတ်နိုင်ရင်တော့သူမိသားစုစီပြန်နိုင်ဖို့ကျွန်တော်တို့စီစဉ်ပေးနေပါတယ်လို့မင်းဘူးခေအမတ်6တိုင်းရင်းကတောင်းရှိသူကရှင်းပြထားပါတယ်အချက်ဖတ်စစ်ကောင်စီလက်အောက်ခံစစ်သားရဲများအပါအဝင်ပြူစောတိများအနေနဲ့ထပ်မံပြီးတော့အလင်းဝင်ရောက်လိုပါကမင်းဘူးခေအမတ်6တိုင်းရင်းကိုအချိန်မရွေးဆက်သွယ်နိုင်တယ်လို့ပြောဆိုထားပါတယ်ယူဆောင်လာတဲ့လက်နက်ခဲယမ်းပေါ်မူတည်ပြီးတော့ ဂွန်ပြုစုချင်းငွေများကိုလည်းထိုက်ထိုက်တန်တန်ချင်းပြေသွားမှာဖြစ်တယ်လို့မေဘူးခရိုင်အမတ်ချောက်တယင်းကတောင်းရှိသူကအတိပိတ်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးကိုစစ်ကောင်စီတပ်ကမနေ့ကဇွန်လ29ရက်နေ့ည8:40မိနစ်ဝင်းကျင်မှာလေကြောင်းတိုက်ခတ်မှု၃ချိန်ပြုလုပ်ခဲ့ရာအဆောက်အဦအများအပြားထိခိုက်ပျက်စီးခဲ့ပြီးတော့လူထိခိုက်မှုတော့မရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ညကဘုံကျဲတာကအရက်သားထိခိုက်မှုတော့မရှိပါဘူး။ဘာကြောင့်လဲဆိုတော့တလုံးကလုံးဝတောကြီးတဲ့လေကွင်းထဲကိုကျသွားတာ။နောက်ထပ်လေးလုံးကတော့ပိတ်ထားတဲ့အိမ်ထဲကိုကျတာ။နောက်ဆုံးအလုံးကလူသူမနေတဲ့900နှစ်ထဲကိုကျတာပါ။စစ်ကောင်စီတပ်ရဲ့ပထမအကြိမ်တိုက်ခိုက်မှုကညပိုင်း၈ :36 မိနစ်မှာဖြစ်ပြီးတော့တောင်ရဲ့နောက်ဘက်ကျေးရွာရဲ့လေကွင်းတနေရာထဲကိုကျရောက်ပောက်ခွဲခဲ့ပြီးတော့ဒုတိယအကြိမ်တိုက်ခိုက်မှုကတော့ရက်ကွက်ခုနှစ်မှာရှိတဲ့ဂေါကွင်းဘေးကလေးလုံးတန်းအိမ်အပေါ်ကို ဘုံလေးချိန်ကြက်ရောက်ပောက်ခွဲကနောက်ဆုံးအချိန်မှာတော့900နဲ့တတ်သေးကိုကျဲချခဲ့တယ်လို့ဆိုပါရယ်စစ်ကောင်စီတပ်ရဲ့ဒုတိယအချိန်တတ်ခတ်မှုမှာလေးလုံးတန်းအင်အားအပါအဝင်အနီးတဝိုက်မှာရှိတဲ့အိမ်တွေနဲ့မိုးကုတ်ဝိပဿနာဖုံးနီးကျောင်းတို့ထိမှန်ပြက်စီးသွားတယ်လို့သိရပါရယ်ကျောင်းမဲမျိုးကိုမနေ့ကဇွန်လ29ရက်နေ့နှစ်နာရီခွဲအချိန်မှာလဲလေးကျောင်းတတ်ခတ်မှုပြုလုပ်ခဲ့ပြီးတော့ဒေသခံအမျိုးသမီး3ဦးအပါအဝင်6ဦးကဘုံစာထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါရယ် ဂျပန်အတွင်းမှာကြောင်မဲမျိုးကိုစစ်ခွေးတက်က၄ချောင်းတက်ခတ်မှု၄ကြိမ်ပြုတ်လုခဲ့တဲ့အတော့ဒေသခံ၅ဦးသေဆုံးပြီး၂၂ဦးဒဏ်ရာရရှိကာအဆောက်အုံအများအပြားပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြမ်းဖက်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ